တောင်ဝမြို့မှာအထက်တန်းကျောင်းသားတွေစစ်တောင်းမြေထဲရေဆင်းကူးရင်းနဲ့ရင်းနှီးမြုပ်ပြီးတော့နှစ်ယောက်တေဆုံးသွားပါတယ်ဒေါခင်ကြီးပါသတင်းပေးပို့ထားပါတယ်ခင်ဗျာတောင်ဝမြို့အထက်ကနှစ်ကကိုရန်ကျောင်းသားတွေစစ်တောင်းမြေအတွင်းရေဆင်းကူးရကနေနှစ်မြုပ်ပြီးနှစ်ဦးတေဆုံးခဲ့တယ်လို့ကျောင်းဆရာကြီးကပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့မနက်7:00နာရီလောက်ကကေတုမတီဖွံ့ဖြိုးတိုးတက်ရေလူငယ်ဘောလုံးတင်တန်းကအပြန်တောင်ဝမြို့23ရက်ကွက်နာကစစ်တောင်းမြေအတွင်းမှာရေဆင်းကစားရင်နှစ်မြုပ်ခဲ့တာဖြစ်ပါတယ်လေးယောက်သာတည်ရတော့အဲဒီလေးယောက်ကကျွန်တော်တို့အထက်ကနှစ်က ိုတန်းကျောင်းသားတွေဖြစ်နေတာအဲ့တော့ကိုတန်းကျောင်းသားတွေကဘယ်ကဒီနေ့ကဘယ်ကနေလာတာလဲဆိုတော့သူကဒီတောင်မြို့နယ်အဖွဲ့နယ်အားကစားစီမံကိန်းပေါ့အဲ့ဒီမှာဘောလုံးတင်တန်းရှိတယ်အဲ့ဒီဘောလုံးတင်တန်းကအပြန်ကိုဒီညအရှိဘက်ကမ်းပေါ့ is to ပေါ့အဲ့ဒီဘက်မှာသူအတော်ရင်ရှိတယ်အဲ့ဒီကိုသွားမယ်ဆိုတော့သူတို့လာကြတယ်လာပြီးတော့ဒီအတော်ရင်ရောက်တော့အတော်အောင်ပြောနေတယ်အေးမင်းတို့ချင်းမဆိုးနဲ့ဒီချိန်ကဟုတ်လားနော်ဟိုစားတဲ့အချိန်ပေါ့ နော်လူသားဆိုရေခဏခဏနစ်တယ်ဒီချိန်ဆိုဟုတ်အဲ့တော့ကလေးတွေကပြောနေဆိုနေတော့မဲနောက်ဖက်ကနေတော့စင်ချလာတာစင်ချပြီးတော့ရေစင်ကူတဲ့ចောင်းသားလေးဦးတဲ့ကနှစ်ဦးကအသက်အနည်းငယ်ကလွတ်မြောက်ခဲ့ပြီးကျန်နှစ်ဦးကတော့နင်းမြုပ်ခဲ့ရပါတယ်အဲ့နှစ်ဦးတဲ့ကတဦးကိုမိနစ်ပိုင်းအတွင်းပြင်လဲဆက်ယူနိုင်ခဲ့ပေမဲ့အသက်မမီခဲ့ပါဘူးကျန်တူကတော့ညနေ2နာရီဝင်းကျင်လောက်ကမှဒေသခံရင်ကုန်သမားတွေကတည်ဆုံရဲ့ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။အော်ကလေးတွေနောက်နေတယ်အောင်မဲ့ပြီးတော့တကယ်ဆိုလိုက်တင်လိုက် ်တက်ဆော်လိုက်ဒီမှာလုံးကြအောင်လာကြမအောင်မအော်ဘူးလေအနာနဲ့အော်နေတယ်နောက်တော့တကယ်နင်းနေတာတကယ်နင်းနေတာဆိုတော့ဒီမှာဟဲ့မိသေးတာမိသေးတာခလေးနှမ်းဆွမ်းနှမ်းဆွမ်းနဲ့ဆွဲခိုင်းတော့အကြောက်တောက်နဲ့ကောင်လေးကနှမ်းတော့ဆွဲသူ့လဲဆွဲအောင်နဲ့မိကကောင်းမလာကြမအောင်ရင်းနင်းနေလို့တဲ့အဲဇော်တော်ဟာပြေးစင်းလာဒါမင်းကိုချတော့သူကလည်းသူ့ကိုနှမ်းကုတ်တော့နှမ်းမိလွတ်လာတယ်နှုတ်လဲလွတ်တော့သူကဒါမင်းကိုချတော့မမိတော့ဘူး ေဆုံးသွားတဲ့ရုပ်အလောင်းနှလောင်းကိုတော့တောင်ငူမြို့ပြည်သူစေယုံကရင်ခွဲရုံမှာထရှိထားပါဗျ။အကြောင်းသားတွေရေနစ်တေဆုံးခဲ့မှုနဲ့ပတ်သက်လို့တောင်ငူအမှတ်3ရေစခန်းကတေမှုတေခင်ဖွင့်ကစစ်ဆေးနေတယ်လို့သိရပါဗျ။ကျွန်မခင်ပါပါရှင်။